ဒီလက်ရှိအချိန်မှာအာဆင်နယ်အသင်းကတော့ဒါ16မှတ်နဲ့အဆင့်1နေရာမှာရှိနေတယ်လီဗာပူးအသင်းကတော့ဒါ15မှတ်နဲ့အဆင့်1ပေါ့နော်အာဆင်နယ်အသင်းကဒီနွေရာသီမှာခွင့်ရတဲ့ကစားသမားတွေကတကယ်ကို ready made ကစားသမားတွေဖြစ်တယ်သူတို့ကဒါလီဗာပူးအသင်းတို့လိုမျိုးဒါဒီကစားသမားရဲ့နေရာမှာဒီကစားသမားအစားထိုးရမယ်အဲ့လိုမျိုးခုတ်လိုက်တာမဟုတ်ဘူးပေါ့လေပြောချင်တာကဒီဒိုင်ရိုက်အစားထိုးလိုက်တယ်ပေါ့လေအဲ့တော့ဒိုင်ရိုက်အစားထိုးလိုက်ဆိုတော့အာဆင်နယ်အသင်းရဲ့ဒီ squad တကြီးကအရန်ကြီးကိုတောင်းတင်းသွားတယ်ပေါ့လေတကယ်တော့အဲ့နိုင်နေတဲ့ပွဲစဉ်မှာကတဲ့ကလီဗာပူးကိုကြီးလိုက်မယ်ဆိုရင်ကနအသီးသီးမှာ အားယော့နေတယ်ပေါ့နော်ဒီ dice attacking pattern မှာလည်းဒီတောင်ပံကစားသမားတွေနဲ့ central ဝင်ရုံးနဲ့ coordination မကောင်းဘူးအဲ present canada ကိုကြီးလိုက်ရင်လည်းတံပတ်ယော့တယ်ဒီဒီ fat ဟို beta ကိုကြီးလိုက်ရင်လည်းဒီ fat face beta ကတော်တော်လေးကိုအချိန်ကြီးစိုးတယ်ပေါ့နော်အဲ့တော့ manchester united ကစိုးတဲ့အချိန်တွေမှာလည်းတော်တော်လေးစိုးတဲ့အနေထားတော့ကြုံရတယ်ဒါပေမဲ့ကောင်းတဲ့ပွဲတွေပါလဲသို့မဟုတ်ကောင်းတဲ့အစိတ်အပိုင်းကောင်းတဲ့ moments တွေမှာလည်း အဲဒီအတင်းကြီးတင်းရဲ့ level ထိတ်တန်းအဆင့် level မှာကောင်းနေတာမျိုးကျွန်တော်တို့သွားပြီးတော့မြင်ရတာမျိုးရှိရပါတော့